နော်အဲ့တော့မိမိတို့လိုအပ်စန္ဒလေးတွေလည်းပြည့်ပါစေနော်အဲ့လိုမျိုးတွေတုံးလျမြကလေးများလေးတွေစိတ်ပြေပါစေဘေးအနောက်ချက်တွေလည်းကင်းကျင်းပါစေနော်အဲ့လိုမျိုးတွေထပ်မံပြီးတော့ဆုတောင်းပေးပါတယ်နော်ကဲဒီတစ်ပတ်ကိုကျွန်တော်အနေနဲ့ကော့ပြောပေးမှာဖြစ်တယ်အင်္ဂါသားသမီးတွေအတွက်တလားစာကဲပထမဆုံးကပ်ပြားလေးကိုစတင်ပြီးတော့ကြည့်လိုက်အောင်ပါလက်ရှိအခြေအနေမှာကောင်းတော့ပြောလိုက်ဖြစ်မယ် တဝိသောပေါ်တွင်ကတ္တမလည်းပင်ဖြစ်ပါလေအင်္ဂါသားသမီးများအနေနဲ့ကောင်းသောပြည့်နေခြင်းကောင်းသောဆက်ရှိခြင်းကောင်းသောအပြင်ကိုသွားခြင်းနော်နောက်အပြောင်းရွှေ့တွေကြုံခြင်းကောင်းသောပြောင်းလဲခြင်းတွေနဲ့ကျောင်းမှာဖြစ်ပါတယ်ကတ္တမကူကကောင်းတဲ့ဘက်ကိုလှည့်လာမှာဖြစ်ပါတယ်နော်ဥစ္စာပစ္စည်းနဲ့ပတ်သက်လို့ရှင်တော့နည်းနည်းသတိထားဖို့ရလေးဖြစ်တယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့နော်ကိုယ့်ရဲ့ဟိုပစ္စည်းတွေအချင်းပြောင်းလုပ်တဲ့အကိစ္စတွေ ပစ္စည်းမှားယူတဲ့ကိစ္စတွေမှာအနောက်ဆက်တွေကျွန်နိုင်တယ်အနောက်ဆက်တွေပေးနိုင်တယ်အဆင်မပြေမှုတွေလည်းဖြစ်တတ်တယ်လို့ပြောချင်ပါတယ်အာဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးအနောက်ဆက်ကလေးကျွန်နိုင်ပါတယ်နော်ဥစ္စာပစ္စည်းရတာတွေကျွန်ရတတ်တယ်မိစေပေါင်းနဲ့ကင်းနေကောင်းတယ်ရဝေရောရန်ရောမိစေပေါင်းနဲ့ကိုကြီးမဆောက်ပေါ်မယ်နောက်တစ်ခုကကိုယ့်ရဲ့ဟိုပါပေါ့နော်ဟိုကွက်ကွာနေတဲ့မိစေပေါင်းတွေကိုကိုရှိကိုရောက်လာမယ်နောက်ကိုလိုအပ်နေတဲ့အဲအခုဟိုပါပေါ့ ဟိုမိတ်ဆွေအပေါင်းတွေနဲ့ပေါ့နော်ကိုခက်ခဲဖြစ်သည်ရှိသည်အဲ့ဒါကွာတူနဲ့ကိုနဲ့ခွဲခွာသွားတဲ့အချိန်ကမေ့လောက်တဲ့အနေအထားမျိုးရှိနေခဲ့တာမှပဲအဲ့ဒီရင်းနေတဲ့ကိုဘဝအတွက်ကျေးဇူးရှိတဲ့မိတ်ဆွေအပေါင်းတွေနဲ့ကိုရှူဆက်ဆက်မြန်မြန်ရောက်လာနိုင်ပါတယ်အချိန်နဲ့ကောင်းခွဲကောင်းနေလဲကျုံလိုက်နိုင်ပါတယ်လို့ဟောပြောပေးလိုပါတယ်နော်အဲ့ဒါမိတ်ဆွေအပေါင်းတွေနဲ့ကောင်းနေတဲ့ကျုံရပါဖြစ်ပါတယ်အလောက်ကရင်လည်းပတ်သက်ပြီးတော့လုပ်ငန်းကံကံတွေကောင်းမယ်တုတ်တက်မှုရှိမယ်အောင်မြင်မှုရှိမယ်နော် အလုံးကပတ်သက်ပြီးကြိုးစားကြိုးစားနိုင်တဲ့လောက်လေအခွင့်အလမ်းတွေပေါ်လာမယ်အတွင်းမှာပဲလှုပ်လို့အပြင်မှာပဲလှုပ်လို့ပေါ့နော်နိုင်ငံတကာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဆင်ပြေမယ်ရပ်ဝေးပြည်တွင်းပြည်ပအစရပြေပေါ့နော်အထူးသဖြင့်တော့နိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းပုံတွေမှာပို့ပြီးအောင်မြင်တုတ်တဲ့တုတ်တဲ့မယ်နောက်နေဆက်တို့နေကြားတို့နေဘက်တို့နိုင်ငံခြားဘက်တို့လူမျိုးခြားကုညီမဆောက်ပေါ်လာတော့ဒါမျိုးတွေလည်းပေါ်လာနိုင်ပါတယ်လို့ဟောပြောပေးလို့ပါတယ်အားလုံးကလည်းတာသမီနဲ့ပတ်သက်လို့ရှင်အခါစဉ်မှာတာသမီနဲ့ပတ်သက်ပြီးတော့ပြောမကောင်းတာဆိုမကောင်းတာ ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဟိုတာသပိနဲ့ပတ်သက်ပြီးကျမ်းမာရေးအနေငယ်ညံ့တာဒါမျိုးကြီးကျုံရက်တယ်ဇီနဲ့ပတ်သက်ရင်ဒုက္ခပိတတ်တယ်နော်အဲဆိုနောက်တစ်ခုကအစိတ်ရှိတဲ့တရဝါလေးနဲ့ပတ်သက်လို့ရှင်တဲ့ဒုက္ခပိတတ်တယ်ဒါကြောင့်မလို့အောက်အောက်လေကရာတာသပိနဲ့ပတ်သက်ပြီးတော့အခုရဲ့ကြီးခဲတွေကစိတ်မကောင်းစရာလေးတွေစိတ်အနောက်ဆက်ဝန်နာလေးတွေကျွမ်းနိုင်ပါတယ်နော်အဲ့ဒါဓမွန်းဆိုတဲ့ကပ္ပလေးပဲဖြစ်ပါတယ်ရှာတိုက်ခါနောက်ဆက်ရှိလားဆိုတော့မေးခွန်းပေါ့နော် သတ္တရပိုင်းမှာအင်္ဂါသတိများတဲ့အတွက်အဘိက္ခာနောက်ရှိတွေမရှိဘူးအဘိက္ခာနောက်ရှိမရှိတဲ့အပြင်နော်ကိုယ်နဲ့ပတ်သက်တဲ့ကိစ္စကိုယ့်ရဲ့လုပ်ငန်းကိုယ်နဲ့ပတ်သက်တဲ့ကိစ္စတွေတမှုထူးခြားပြီးတော့အောင်မြင်မှုတွေရလာမယ်အချိုးပေးမှုတွေရှိလာမယ်အထူးအဖြစ်နော်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေနောက်ကြီးကဲမှုတွေကိုကြီးမဆမှုတွေနောက်ပဋ္ဌာန်းဆက်တွေကိုကြီးမဆမှုတွေအဲလိုပုံစံမျိုးတွေကျုံလာနိုင်တယ်ကျုံလာနိုင်တယ် နောက်ပျော်ရွှင်ရမယ်အနေထားမျိုးတွေအတိုက်ခံမပေးတဲ့ပြင် နော်အတိုက်ခံမရှိတဲ့ပြင်ပျော်ရွှင်မှုလမ်းကြောင်းတွေပါကျွန်ရမယ်ဆောင်းမှာဖြစ်ပါတယ်ကွဲစားလုပ်ငန်းတွေကျိုးပြီးမယ်နောက်အကြောင်းဝယ်လုပ်ငန်းတွေကျိုးပြီးမယ်မြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမြေတွေပါပဲဝန်လာနိုင်တယ်ပညာရေးတွေကောင်းတယ်ဘာသာရေးလုပ်မယ်ဆိုရင်အထူးကျိုးပြီးမယ်လို့ပြောမှာဖြစ်ပါတယ်နော်အဲဒါဘုန်းကြီးကပြားလေးဖြစ်ပါတယ်အဲ့တော့အိမ်တော်ရေးချင်းနဲ့ပတ်သက်ပြီးရောဟောပြောပေးမှဖြစ်ပါတယ် အခြေအမှလည်းအရန်ကောင်းအိမ်တော်ကြီးမှလည်းအရန်ကောင်းလို့ပဲပြောမှဖြစ်ပါလေနော်အဲ့တော့အိမ်တော်ကြီးတို့အိမ်တော်ကြီးနဲ့အခြေအနေပတ်သက်တဲ့ကြောက်တဲ့ကပြကပြကလည်းဒီဟိုပါပေါ့နော်သီလရှင်လို့ပြောလို့ရတယ်လို့ဗမာလိုပြောမှဆိုတော့မေတော်ကြီးပေါ့နော်ပြောမှဆိုလို့ရှင်အဲ့တော့ဒီအိမ်တော်ကြီးအခြေအနေပတ်သက်ပြီးရောကိုယ့်ရဲ့ဆုံးဖြတ်ချက်တဲ့အပေါ်မှာစိတ်သိမ်းကြပါလိမ့်မယ်အဆင်ပြေလားအဆင်ပြေလားအဆင်ပြေလိမ့်မယ် အိမ်တော်ရင်အဆင်ပြေတာရှိရင်လည်းအဆင်ပြေလိမ့်မယ်အချင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေရှိရင်လည်းအဆင်ပြေလိမ့်မယ်ပေါ့နော်အဆင်ပြေနေတဲ့မိစေပေါင်းတွေအားလုံးပို့ပြီးတော့အဆင်ပြေမယ်လို့ဟောပြောပေးလို့ပါတယ်နော်ဂျမိုင်းနဲ့ပတ်သက်ပြီးတော့ဟောပြောပေးရမှာကတော့ဂျမိုင်းနဲ့ပတ်သက်တယ်လို့ရှင်အမြင့်နဲ့ပတ်သက်လို့ရှင်အမြင့်တထားအမြင့်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေလုပ်ရတာအဆောက်အဦနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ရတာအန္တရာယ်ပေးတတ်တယ်ပရိထားမှဖြစ်ပါတယ် နောက်မိတို့လျှက်စစ်တဲ့ကိုယ်အိမ်နဲ့ပတ်သက်ပြီးတော့မိလျှက်စစ်တွေနောက်ဝါသူနဲ့ပတ်သက်တဲ့ဟာတွေသတိထားမှဖြစ်ပါတယ်။နော်အဲနောက်တစ်ခုကတစ်ခါတလေမှဟိုအပူကြောင့်နော်ကိုယ့်ရဲ့အပူအပူလှိုင်းကြောင့်ကိုယ့်ရဲ့တဘာဝနော်တဘာဝရဲ့အပူကြောင့်တချို့မပျက်စီးတဲ့ပစ္စည်းလေးတွေပျက်စီးသွားတာမျိုးတွေကြုံရတဲ့မဆုံးရှုံးတဲ့အရာတွေဆုံးရှုံးတတ်တယ်အဓိကပစနာပေါ့နော်အဲ့တော့သတ္တပိုင်းမှာအခုဒီကျွန်တော်ဒီတနင်္ဂနွေရတဲ့ပြီးတော့အင်္ဂါတိအောင်ဆိုတာက တချို့တဘာဝနဲ့ပတ်သက်တဲ့ကိစ္စရတိတိတ်ပြီးတော့မလွတ်တတ်ဘူးလို့မလွတ်တတ်ဘူးဘူးပေါ့ပြောပြောပြောချင်ပါလေနော်ဒါပေမဲ့လို့ဘာပဲပြောပြောကိုကဘေးရမဆိုးဥမ္မမရအခုချိန်မှာနေပူတယ်ညဘက်ကိုအေးတယ်နေပူအပြင်သွားတဲ့ခါကျတော့ကိုလုံချုံတဲ့အရာလေးနော်နောက်တစ်ခုကကိုကအေးတက်စီပြီးမှအာရီချိုးရလို့ဘာလို့နော်နေပူရပြန်လာရီချိုးရလို့ဘာလို့ဆိုရင်လဲဒါကျမရဲ့ညက်တက်တယ်အဓိကပဲကျွန်တော်ကျမရဲ့အညက်ခက်တွေကျုံတယ်တတဝါဆိုတော့ကပြဖြစ်တယ်နော် နောက်ဗရာတရားနဲ့ပတ်သက်လို့ရှင်ဗရာယီလုံးရကောင်းတယ်လို့ပြောထားတယ်အဋိဌာန်လည်းဝန်ခိုင်းထားပါတယ်စတလပိုင်းမှာအဲဒါအခုချိန်ဒီကျွန်တော်ဟောဟောနေတဲ့အချိန်တင်းငွေတွေကနေပြီးအင်္ဂါဖြစ်အောင်ကျွန်တော်ဟောပြောပေးခဲ့တဲ့အထက်ထိဗရာကြီးတွေလို့ကိုအရန်လိုအပ်တယ်နော်အဲဒါအဋိဌာန်လေးတွေဗရာယီလောက်ပါအရန်အရန်တိတိပဲရွှေပါအရန်တိတိပဲနော်အဲတော့ဒီမှာလည်းအခုဗရာယီကိုလုခိုင်းထားတယ်ဗရာယီကြာဘာကြောင့်လဲဆိုတော့မိမိကအဲဒီမှာ ဒီမှာဘာရာကြီးလုပ်ဖို့လေရှိမှာကပ်ပြားလေးပြတ်ရတယ်ဘုန်းကြီးကပ်ပြားလေးကြားထားတယ်ဘုန်းကြီးဆိုတာဘာရာကြီးနဲ့ပတ်သက်တဲ့ကိစ္စနမိတ်ကိုစောင်းတာအခုဒီဟိုပါပါလဲဘာရာကြီးသူ့ရဲ့နေရာမှာလဲဘက်ဆိုရကပ်မိမိကဘာရာကြီးမဖြစ်အောင်လောက်မှာဖြစ်တယ်အဲ့လိုလုံနေစဉ်တွင်းမှာလဲဘာရာကြီးအဖြစ်တွေပေါ်လာတတ်တယ်လို့ပြောတဲ့ဘက်ဆိုရကပျက်စီးသွားခြင်းတေဆုံးခြင်းဆိုအတိတ်ဘဝကိုပြောခြင်းဖြစ်တယ်တဲတော့နမိတ်ကပ်ပြားလေးရပါတော့အဲ့ဒါဘာရာကြီးလုပ်တဲ့ဆိုတာကွာပြီးဆုံးအောင်လုပ်မယ်ကိုတနိုင်တဲ့ပိုင်းဘာရာကြီးလုပ်နိုင်တဲ့ဘက်ကို ဩဆောင်ရမယ်အဲ့တော့ညီညာမှုရဖို့နော်ကိုယ့်ရဲ့အိမ်တွင်းရေးမိသားစုရေးစီးပွားရေးတွေတေချာဖို့ဆိုလို့ရှင်အဓိဝိရိယရှိစွာနဲ့စိတ်ကိုတေချာကြလေးစစ်စစ်ဆက်ဆက်ကလေးကြည့်ရှုပြီးရောဆောင်ရွက်သွားပါလို့ကျွန်တော်အနေနဲ့ဟောပြောပေးလိုပါတယ်နော်ဒါညီညာမှုဆိုတဲ့နေရာမှာကံကြမ္မာဟောပြောပြမှာဖြစ်ပါတယ်ကံတရားကကိုယ့်ကိုမျက်နှာတာပေးမယ်တစ်ဖက်ကလည်းသိခွန်မှုရှိတယ် ဒီကိမာကံတရားတော့ဒီလိုပြရဏလေးတွေရှိပြီးတဲ့နောက်ပိုင်းမှာတော့ကံတွေကောင်းလာတာကိုကျွန်တော်ခုတနင်္ဂနွေနေ့ကနေပြီးခုအင်္ဂါတရားခေါ်တဲ့အထိအဲဒီလိုနမိတ်တွေတွေ့ရှိထားတဲ့အတွက်အခုကံဆိုတဲ့နေရာမှာတဲတော့နမိတ်ကပြားလေးကတော့ဒဝဆိုတဲ့ကပြားလေးဖြစ်ပါတယ်အဲ့တော့ကဘာလောကအဲ့တော့ဝေဒနာအဲ့တော့ပြောချင်တာကညီနေရနေပြလှုပ်ရှားတဲ့အနေအထားမျိုးဖြစ်ရမယ်ဟိုဖြစ်သွားတတ်တယ်ခီးသွားတဲ့အနေအထားမျိုးဖြစ်ပေါ်လာမယ်နော်အဲ့တော့ကုသန်းရောင်းဝယ်လုပ်ငန်းတွေအကုန်လုံးလုပ်ငန်းတွေအချင်းလုပ်ငန်းတွေအွန်လိုင်းလုပ်ငန်းတွေ ဒါရီအကျိုးပေးမယ်အဓိကအနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးမယ်ကံတရားဒါရီအကျိုးပေးမယ်အထယ်ထယ်လေးလုပ်ငန်းတွေအကျိုးပေးမယ်တရားဆိုလို့ရှိရင်စက်ပစီနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းအကျိုးပေးမယ်ပေါ့နော်အဲဒါကံတရားကိုမျက်နှာသာပေးလာပါလိမ့်မယ်လို့ပြောချင်ပါတယ်ငွေကြေးလက်လက်ပငွေကံတွေလည်းပွင့်လာလိမ့်မယ်ငွေကံတွေလည်းကောင်းလိမ့်မယ်နော်ဝေကံနေရတဲ့ကိုကကိုကိုယ်တိုင်ကြိုးစားတယ်လို့မမြင်နိုင်တဲ့အရာရာလဲကုညီပေးမယ်ဆောက်ရှောက်ပေးမယ်ဖိမပေးမယ်လို့ပြောချင်ပါတယ်လက်ပွတ်မယ်လို့ပြောချင်ပါတယ်နော် အဲ့တော့ဟာမစ်ဆိုတဲ့ကပ္ပရာဖြစ်ပါတယ်နော်ပုံနာပါကွန်းကပ္ပရာအမေခံချားတဲ့အောင်မြင်နေတယ်လို့ပြောချင်ပါတယ်အနာဂတ်တွေမှာပူပင်ဆရာမရှိဘူးအင်းချမ်းမွေရမယ်ပျော်ရွှင်မွေရမယ်နောက်တင့်မြတ်မယ်ပြေပေါ်ရှင်ရင်နဲ့လုပ်ငန်းတွေကိုဆက်ကျော်သွားလိမ့်မယ်လို့ပြောချင်ပါတယ်အဲ့တော့အဖွင့်ကောင်းတယ်အပိတ်ကောင်းတယ်လို့ပြောချင်ပါတယ်နော်အဲ့တော့တဲတော့နမိတ်ကပ္ပရာတွေနဲ့ပတ်သက်ပြီးတော့အဲ့တော့ဒီနေရာမှာရေရည်ရည်ပါးဆောင်းဆောင်းရမယ်ဆိုလို့ရှင်ဖျားမှာ ကွာဘာလှူရမလဲဆိုတော့ရှင်မိတို့လျက်စစ်တို့ဖျောက်လှူပါနော်အဲ့တော့လျက်စစ်လှူရဖို့ခက်ခဲရှိတဲ့လူကအလင်းတိုင်းအလင်းနဲ့ဖျောင်းတဲ့အဖြူတိုင်းတစ်ခါထွင်း၉တိုင်းထွင်းမယ်နော်လျက်စစ်လှူရလှူရလူပစံလှူတဲ့လူကိုကနန်းလှူပေးပါလို့ပြောချင်ပါတယ်နော်အဲငွေကိုကနန်းဘာလို့လျက်စစ်မိမိလုံးလေးတွေလှူရတော့ဝဲလှူရတော့တူရတော့အရေးတည်းမရှိပါဘူးနော်တစ်ခုလှူနိုင်လို့နဲ့အတွဲတစ်ခုရဲ့လှူမိဘန်ကောင်လေးတွေလှူရဲဖြစ်ပါနော်ဖျားမိနဲ့ပတ်သက်တဲ့အာသာကိုထဲထဲဝင်ဝင်ပူဇော်ပါလို့ပြောချင်ပါတယ်နော်အဲ့ဒါက နောက်တစ်ခုကဒီအုံနှုတ်ခေါက်ဆွဲဖျောက်လူကအုံနှုတ်ခေါက်ဆွဲလဲဖျောက်လူကအုံနှုတ်ခေါက်ဆွဲအင်းရဖျောက်ကိုဆွံ့ကပ်ပါနော်အဲ့ဒါလူကဆွတောင်းပါလို့ညီညာနေရောထည့်ပြီးတော့ပြောပြလို့ပါတယ်နောက်တစ်ခုကကိုဝစ်ဆင်ရမယ့်အကြောင်းလေးကိုဝစ်ဆင်တဲ့အကြောင်းလေးကဘာဘာအကြောင်းလေးဖွင့်မယ်ဆိုလို့ရှင်အနီရောင်ရဲ့နောက်တစ်ခုကအနီရောင်ရဲ့အဝါရောင်ရဲ့အနီရောင်ရဲ့အဝါရောင်ရဲ့အဖြူရောင်ရဲ့အချိုးပေးပါလိမ့်မယ်မှတ်တာပါနော် အနီရောင်ရဲ့အဝါရောင်ရဲ့အဖြူရောင်ရဲ့အကျိုးပေးပါဖြစ်ပါတယ်။ကဏ္ဍအားဖြင့်တစ်ကဏ္ဍရဲ့နှစ်ကဏ္ဍရဲ့ငါးကဏ္ဍရဲ့အကျိုးပေးပါတယ်။ကဏ္ဍအားဖြင့်တစ်ကဏ္ဍရဲ့နှစ်ကဏ္ဍရဲ့ငါးကဏ္ဍရဲ့အကျိုးပေးတဲ့ကဏ္ဍတွေများဖြစ်ပါတယ်နော်။ကံကောင်းစီတဲ့ကဏ္ဍနေဖြစ်ပါတယ်နော်။နောက်တစ်ခုကကိုကဒီဟောဘလမောင်းကိုခွေးကြည့်ပေးပါ။လာပြညမတိုင်ခင်တလကောင်းထမောလာပြညမှာကျွရတော်လကောင်းပေါ့နော်။လာပြညဒုမဟုတ် ဒီကြားထဲမှာလည်းဟိုဓာတိညမှာလမ်းမောက်ခွေးကျူးလိုက်တာနဲ့ဒီတလဆာအတွက်အညံ့နေနောက်ဆက်တွေကင်းတာမှဖြစ်ပါလေနော်ဓာတိညရဖို့စောင်းအောင်မယ်ဆိုရင်ဟိုကျိုးတင်ပြီးတော့ဟိုကျွေးတာလမ်းမောက်တစ်ခုကိုခွေးကျူးတာဓာတိညမှာတစ်ချိန်ကျွေးပေါ့နော်အဲ့ဒါဆိုပို့ပြီးတော့တေချာသားမယ်လို့ပြောချင်ပါလေနော်အဲ့တော့အင်္ဂါတပိများတွေသတ္တလပိုင်းမှာအရဟံတိဋ္ဌိအရဟံတိဋ္ဌိကုဏအဋ္ဌံလေးလုပ်ပြီးပါလို့ပြောချင်ပါလေနော် ဲ့တော့ဒီဘက်ထက်မှာဆက်တလပိုင်းထဲမှာတော့ကျွန်တော်ရဲ့မိတ်ဆွေများအခုချိန်ထိတနင်္ဂနွေနေ့မှာအင်္ဂါတရားဟောလာတဲ့အပိုင်းမှာတော့အဋိဋ္ဌံလေးတွေပါနေပါတယ်။နောက်ကိုယ့်ရဲ့တတိဝိရိယနဲ့ပတ်သက်တဲ့ကိစ္စလေးတွေနောက်အပူနဲ့အိမ်မမြတဲ့အနေထားမျိုးတွေတဘာဝပေါ့နော်ဒါလေးလေထည့်သွင်းပြီးတော့ဟောပြောပေးထားပါတယ်။ကဲအင်္ဂါတရားများအားလုံးစိတ်ချနာခြင်းကိုယ်ကြီးကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာ။